ထိုင်ဝမ်သမရဟာကုကုကိုပြစ်ဒဏ်စာဆက်ပြပြပြင်းပြင်းသွင်းနေတယ်လို့တရုတ်အစိုးရကဝေဖန်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုထဲမှာအမေရိကန်သမရဒေါ်နယ်ထရမ့်ကိုချီးကျူးပြောဆိုထားတဲ့ထိုင်ဝမ်သမရအလိုင်းချင်တဲ့ကိုတရုတ်ဘက်ကအခုလိုထုတ်နှက်ကြတာဖြစ်ပါတယ်။အော်တိုဘလာရှိရနေမှာတော့တရုတ်ရဲ့ထိုင်ဝမ်ရေးရာဆက်ဆံရေးယုံကကြေညာချက်တစ်စောင်ထုတ်ပြန်ရမှာလိုင်ဟာနိုင်ငံသားတွေစီကမျက်နှာရဖို့သူကိုယ်သူပြစ်ဒဏ်စာဆက်သွင်းနေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့လည်းလန်ရဲ့အစီအစဉ်တွေကဆူဆူရွရွကြာဆုံးမှဖြစ်တယ်လို့လည်းထိုင်ဝမ်ရေးရာဆက်ဆံရေးယုံကအလောင်းပြောင်းခဲ့တာပါအခုသတင်းပတ်ထဲမှာထွက်ပေါ်လာတဲ့ interview ထဲမှာတော့လန်က Trump ဟာထိုင်ဝမ်အပေါ်အင်အားမသုံးဖို့တရုတ်သမ္မတရှီကျင့်ဖင်ကိုစီရင်နိုင်မယ်ဆိုရင်နိုဘယ်ငင်းကြေးစုကိုတေချာပေါက်ရလိမ့်မယ်လို့ပြောကြားထားခဲ့ပါတယ်လန်ကတရုတ်ရဲ့စီရေးချင်းချောင်းမှုနဲ့ကာကွယ်ရေးဘတ်ဂျက်တိုးမြှင့်မှုတွေအကြောင်းကိုလည်းအဲ့ဒီ interview ထဲမှာထည့်ပြောထားခဲ့ပါတယ်ထိုင်ဝမ်ရေးရာဆက်ဆံရေးယုံကတော့လန်ရဲ့ပြောဆိုမှုတွေဟာအတိတ်ပဲကင်းမဲ့ပြီး မဟုတ်တမ်းတရားတွေဖြန့်ဝေနေတာလို့ဆက်ဆွဲခဲ့တယ်လို့ငင်းချင်းရိတ်ကိုဖျက်လို့ဖျက်ဆီးလုပ်ပြီးအရှုပ်အထွေးတွေကိုဖန်တီးချင်တဲ့သူ့ရဲ့သဘောထားအမှန်ကိုထင်ဟပ်စေတယ်လို့လည်းဝေဖန်သွားခဲ့ပါတယ်ရှင်။